နောက်တစ်ခုကလက်ရှိရခိုင်ပြည်နယ်နဲ့တိတ်ကိုဖြစ်စဉ်ရင်တူပြီးတော့ရခိုင်ပြည်နယ်အနေနဲ့ကျမတို့မြန်မာတိုင်းရင်းသားတွေမြန်မာတွေအနေနဲ့သတိပြုရမယ့်ချက်အဲ့ဒါပါလဲဆို Greenland Greenland ဆိုတာကအဒိမဲ့နိုင်ငံရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရာဒေသတော့ဒိမဲ့ဆိုတာကနိုင်ငံတည်တည်လေးကျမတို့မြန်မာနိုင်ငံလောက်မကျေဘူးအဒိမဲ့နိုင်ငံမှာ Greenland ဆိုတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရာဒေသရှိတယ်အဲ့ဒီ Greenland ကိုအမေရိကန်ကလိုချင်နေတာအမေရိကန်သမ္မတလက်ရှိသမ္မတ Trump ကသူပထမအဲတမအာတာဝန်ယူခဲ့တဲ့လုံကတမပထမတက်တဲ့လုံက အဲ့ဒီ green land ကိုဝယ်မယ်ဆိုပြီးပြောခဲ့ဘူးလေအခုဒုတိယချက်တမန်တက်တန်တာဝန်ထမ်းဆောင်တော့ပနားမတူးမြောင်းတဲ့ green land ဟာတို့အမေရိကန် empire လက်အောက်ကိုမရောက်ဘူးဆိုလို့ရှိရင်ကျူးကျော်ရလိမ့်မယ်ဆိုပြီးတော့ပြောသွားတယ်ကျူးကျော်လိမ့်မယ်ကျူးကျော်မယ်လို့ပြောတာနော်ဒါခေတ်တဲ့ colony နေချက်ဝါတာဒီမိုကရေစီရဲ့လူခွင့်ရေးတွေတန်းတူညီမျှခွင့်တွေလွတ်လပ်စွာရွှေ့ပြောင်းနေတဲ့အခြေခံခွင့်တွေပြောနေတဲ့အမေရိကန်ကိုယ်တိုင်ကကျူးကျော်ဖို့ပြောတာဆိုတော့ကဒိမ့်မဲ့ဆိုတာကနေတို့ဖွဲ့ဝင်နိုင်ငံတော့ နေတို့ဖွဲ့ဝင်နိုင်ငံအမေရိကန်ဟာသူ့အမျိုးသားအကျိုးစီးပွားနဲ့သူတို့ရဲ့အမျိုးသားလုံခြုံရေးအတွက်ဆိုရင်မဟာမိတ်ဆိုတာအများကြီးမထားဘူးနေတို့နဲ့တောင်မှသူစစ်ဖြစ်မဲ့အနေထားเนาะဆိုတော့အဲ့ဒီ Greenland ဒေသ Greenland ဒီအမေရိကန်ရဲ့ကို sorry ဒေးမန်နိုင်ငံရဲ့ကိုပေါင်းချုပ်ခွင့်ရဒေသတစ်ခုဖြစ်တယ်အဲ့ဒီဒေသကိုအမေရိကန်ကလိုချင်တယ်ဘာကြောင့်လိုချင်တာလဲအဲ့ဒီ Greenland ကနေတစင်အာတိတ်ဒေသဒီအာတိတ်မှာဒီမြောက်ဝင်းရိုးစွန်းတစ်ခုလုံးမှာ တရုတ်နဲ့ရုရှားကအဲ့ဒီမြောက်ဝေယိုဆုံးမှာသူ့ဒေသနာလုပ်ပြီးနေချဲ့ပြီးတော့သူတို့ရဲ့ဩဇာတက်ရောက်မှုများနေတဲ့အတွက်အမေရိကန်ဟာတရုတ်နဲ့ရုရှားကိုပြိုင်ပြီးတော့အနိုင်ယူချင်တဲ့အတွက်နော်အဲ့ဒီဒေးမန်နိုင်ငံဂရင်းလန်ဒေသကနေတစင်အာတိတ်ဒေသမှာတည်ရန်စာသားတွေတူးဖော်ဖို့အတွက်ကျူးကျော်မဲဆိုပြီးပြောသွားတယ် နော်ဆိုတော့မြန်မာပြည်ရခိုင်ကမြန်မာနိုင်ငံရခိုင်ပြည်ဒေလဲပဲမကြခင်ချိန်တွင်မှာခင်ဗျားတို့ကကိုပါအုပ်ချုပ်ခွင့်ရကိုပါအုပ်ချုပ်ခွင့်ရပြောနေပေမယ့်အဲ့ဒီ Greenland ကဲ့သို့တနေ့တစ်ချိန်မှာငွေနဲ့အဝယ်မခံရပါဘူးလို့ဘသူအာမခံနိုင်လဲငွေနဲ့ရောင်းဝယ်လို့လို့မရဘူးဆိုရင်တော့စီးရရကျူးကျော်ခြင်းမပြုပါဘူးကျူးကျော်ခြင်းမခံရပါဘူးလို့ဘာကြောင့်ဘသူကအာမခံပေးနိုင်တယ်လဲ လက်ရှိ Greenland ဒေသဒီအမေရိကန်တရုတ်နဲ့ရုရှားဒီနိုင်ငံကြားမှာနေဩဇာဖြစ်ပြီးတော့နိုင်ငံရေးနယ်ချဲမှုအောက်မှာကမ္ဘာနိုင်ငံအင်အားကြီးနိုင်ငံတွေရဲ့ဩဇာပြိုင်မှုအောက်မှာမြေစာပင်ဖြစ်ရတယ်လို့ကျွန်တော်တို့လက်ရှိရခိုင်ပြည်နယ်ဒီအိန္ဒိယတရုတ် အမေရိကန်ဒီသုံးနိုင်ငံကြားမှာမျိုးစားပဲမဖြစ်နိုင်ဘူးလို့ဘသူအာမခံနိုင်တယ်လေခမားတို့ကတထွာတမိုက်ညံလေးနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရပြောပေမဲ့ခမားတို့ရှေ့မှာတော့အဲ့ဒီ Greenland ဒေသဆိုတာ1 3 4 500 600တော့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတော့အခုလက်ရှိဘလို့ကြုံနေရတယ်လေခမားတို့ကမြမပြီးချောင်းလေးမြမပြီးအချင်းလေးချင်းချင်းလေးကိုပဲထည့်အတွင်းနေလို့မရပဲနဲ့ကဘာနဲ့အချီပြီးတန်ကန်းစာယူတက်ရမယ် ခင်ဗျားတို့တင်ထားတဲ့ခေါင်းဆောင်တွေမှာအဲ့ဒီလိုကဘာနဲ့ချီပြီးသင်ခန်းစာယူနိုင်တဲ့အရေးချင်းရှိသလားပနားမတူးမြောင်းဆိုရင်လည်းဒီလိုပဲပထမဆုံးတို့အမေရိကန်သင်္ဘောတွေကိုအကောက်ခွန်ရှော့ကောက်ပါလို့ပြောတယ်အကောက်ခွန်ရှော့မကောက်ရင်ကျူးကျော်မယ်တရှိအမေရိကန်ကကိုလိုနီနယ်ချဲနီနဲ့ကျူးကျော်မယ်လို့ပြောတယ် နော်ဆိုတော့ကလည်းရှိအမေရိကန်ရဲ့အဲ့လိုကြွတော်မှုကိုအာဒိမက်ကလည်းပဲနေတို့ဘောင်ဖြစ်တဲ့ဒိမက်ကလည်းဆန့်ကျင်ထားတယ်လို့ပြင်သစ်ပြင်သစ်ဆိုတာကဥရောပသမဂ္ဂ EU အဖွဲ့ဝင်ပြင်သစ်ကလည်းပဲ CEA သူတို့ဥရောပသမဂ္ဂ EU က CEA ပြန်လည်တုံ့ပြန်မယ်လို့ပြောသွားတယ်နော်ဆိုတော့ကဘာကြီးကအားကြီးနိုင်ငံတွေကကဘာကြီးမှာဒီမိုကရေစီရဲ့လူခွင့်ရမျက်နှာပေါင်းအစွတ်ထားပြီးတော့စီးပွားရေးရနေချိန်နေကြတာတပြက်မလို့ ကမ္ဘာကြီးကဒီမိုကရေစီမျက်နှာပုံဆုတ်ပြီးတော့လူအခွင့်အရေးမျက်နှာပုံဆုတ်ပြီးတော့စီးပွားရေးရာကိုလိုနီနေချိုက်နေကြတယ်စစ်ရေးရာကိုလိုနီနေချိုက်နေကြတယ်အဲ့ဒီနိုင်ငံရေးစစ်ရေးနေချိုက်မှုကကျွန်မအရင်ကလည်းပြောခဲ့ဘူးလေဘင်္ဂလားဒေ့ဘင်္ဂလားဒေ့နိုင်ငံမှာဝင်ကြီးချုပ်ဟာစီနာအစိုးရပြုတ်ကြပြီးတော့အမေရိကန်အလိုကျယူနော့ကအစိုးရတက်လာတယ်နိုဘယ်ဆုခေါင်းဆောင်ကိုလိုနီနိုင်ငံရေးရာကိုလိုနီကျုံပြုတ်ခံလိုက်ရတဲ့အတွက် နိုင်ငံရေးရာ proxy war ကိုခံလိုက်ရတဲ့အတွက်ဘင်္ဂလားဒေ့နိုင်ငံဒီအမေရိကန်ရဲ့နိုင်ငံရေးကိုလိုနီကျုံပြူးခြင်းခံရတဲ့အတွက်အစိုးရပြောင်းလဲဖြစ်သွားတယ်။နောက်ရှေ့မှာလည်းပါကစ္စတန်တို့ကဒီလိုပဲကျွန်မထပ်ခါထပ်ခါပြောဘူးတဲ့ပါကစ္စတန်မှာဗရမဝန်ကြီးချုပ်ကအီမရန်ခန်အိန္ဒိယနဲ့မဟာမိတ်ရင်းနှီးတဲ့ဆက်ဆံရေးရှိရေးအဲ့ဒီအတွက်အမေရိကန်ကအိန္ဒိယကသူ့ပြိုင်ပွဲဖြစ်တဲ့အတွက်အီမရန်ခန်ကိုဖြုတ်ချပြီးတော့ရှက်ဘက်ရှက်တဲ့အမေရိကန်အလို့ကြရှက်ဘက်ရှက်တဲ့ကဝန်ကြီးချုပ်ဖြစ်လာတယ်။နိုင်ငံရေးရာကိုလိုနီနဲ့ချက်ခံရတာနောက်တဲ့တနင်္ဂနွေကနေဒါ ကနေဒါဆိုတာကမ္ဘာအင်အားကြီးနိုင်ငံကနေဒါမှာဆိုလို့ရှိရင်လည်းပဲကနေဒါကတရုတ်နဲ့နှိစက်တယ်တကယ်လို့များအမေရိကန်ကတရုတ်ကိုဟိုအားပြိုင်ကျင်တဲ့အတွက်သူတို့မဟာရန်သူဖြစ်တဲ့တရုတ်ကကနေဒါနိုင်ငံနဲ့နှိစက်ပြီးတော့ကနေဒါနိုင်ငံထဲမှာတရုတ်စစ်စခန်းတွေစောက်သွားမှာကြောက်တဲ့အတွက်နိုင်ငံရေးရောက်ကနေဒါတို့မက္ကဆီကိုတို့ဖိအားပေးတယ်မက္ကဆီကိုနိုင်ငံတို့ကနေဒါတို့ကခိုးဝင်တဲ့လူတွေကိုတရားမဝင်ဖိပြောင်းနေတိုင်းနဲ့ခိုးဝင်တွေကိုတားဆီးပေးရမယ်တားဆီးမပေးဘူးဆိုရင်မင်းတို့က ခွန်တွေတိုးကောက်မယ်အကောက်ခွန်ဆက်ပွဲတွေစမယ်ဆိုပြီးချင်းချောက်တယ်နော်လက်ရှိမှာဆိုရင်ကနေဒါဝန်ကြီးချုပ် Justin Trudeau Trudeau ယာဒုကနှုတ်ထွက်သွားရတယ်ဒါဟာငငယ်အရေးရကိုလိုနီနေချက်တာခက်တဲ့နေချက်ဝါတာခဏလိုတွေးထားသလိုဟာဘယ်နဲ့ရလာပြီးကျူးကျော်နေလို့လဲပြင်မရန်ကိုကကွယ်မပြောတော့မြန်မာစစ်တပ်က ်ပြည်ပကကျူးကျော်ခြင်းကိုလိုနီနယ်ချက်ခြင်းဆိုတာတလက်နဲ့လာပြင်းနေမှာလေရင်နဲ့ဘုံချက်နေမှာမဟုတ်ဘူးအဲ့ဒီလိုနိုင်ခံရေးရစီးပွားရေးရကိုလိုနီနယ်ချက်တဲ့နီးလန်းနေရှိရယ်ကဘာကြီးမှာအဲ့ဒီလိုနိုင်ခံရေးရကိုလိုနီနယ်ချက်ခံနေရတယ်ငါတို့နိုင်ငံသားတွေမစည်းလုံးရင်လည်းငါတို့ကအဲ့ဒီလိုကဘာကြီးမှာကိုလိုနီနယ်ချက်ခံရမယ်ဆိုတာကိုခမားတို့အတိတ်တည်းချက်ဖို့လိုလိမ့်မယ် Thank you.